ပျောက်ဆုံးနေသောမြို့တော်တာမိုင်းခံလောကီပညာရဲ့လှုပ်ဝှက်ချက်များနဲ့ပြည့်နှက်နေသောနေရာဟောင်းတစ်ခုတာမိုင်းခံဆိုတာရှမ်းစစ်တဲပေါင်းများစွာ တွင်းမြေကြခဲ့ပြီးတွင်းနဲ့တစ္ဆာတိုင်းတဲ့ခဲ့သောဝိညာဉ်မျိုးတော်တာမိုင်းခံဆိုသောထိုနေရာလေးကအောက်မြမပြည်ဟာအင်္ဂလိပ်နေချက်တွေကတင်ပိုက်ထားပြီးမင်းသုံးမင်းဘရင် နန်သက်စင်အချင်းဒီအလုံးစီပင်တာယာဝပြောတော့နေရာလေးတစ်ခုဖြစ်ခဲ့လေ၏မျိုးဤနမေကတာမိုင်းခန့်ခေါ်ဆို၏ထိုခေတ်အခါညောင်ရွှေစောပွားမိုင်းပွန်စောပွားတီဘောစောပွားတာမိုင်းကစောပွားဟု၏ရှမ်းစောပွားများထဲမှာနမေအထင်ကြီးလည်းရှိပြန်လေ၏တာမိုင်းကစောပွားဘာသာတရားအလုံးကိုင်းဆိုင်သူဖြစ်ပြီးတော့လောကီပညာရဲ့များအောင်လေအရမ်းမစိတ်ဝင်စားသူတူဖြစ်တယ်လို့ဆို၏ တာမိုင်းကမြို့နီတဝိုင်းမှာရှိသောဒေတာနဲ့တနိုင်ငံလုံးမှာရှိသောလောကီပညာရှင်များအော်လည်း၎င်းကမကြက်ခဏကိုဖိတ်ခေါ်ပြီးပညာတင်ယူခြင်းနဲ့ချင်းမြှောက်ဆခြင်းနဲ့ပြုလုပ်တတ်၏တခါတော့ခါ၎င်းမြို့မှာအင်းပညာရှင်စမပညာရှင်ဘေးနင်းပညာရှင်အဂရိယပညာရှင်စေးပညာရှင်ဗဒါပညာရှင်စတဲ့လောကီပညာရှင်အပေါင်းတို့ဖိတ်ကြားကဖျားစီတစုတည်ထားကိုးကွယ်ခဲ့လေထို့ကြောင့်လောကီပညာရဲ့များဖြင့်တည်ထားသောဖျားဟုရည်လဲနမည်ကျော်ကြားလာပြီ ဖျားကိုလည်းယနေ့ထတိုင်းဖူးသွင်းနိုင်လွန်စွာမှလည်းဆူတောင်းပြည့်တည်ဟုဆို၏တို့တာမိုင်းခမ်းစောဝမိမိအုပ်ချုပ်ရတဲ့မြို့တွေမှာမြို့သူမြို့သားများလည်းလောကီပညာရှင်များကိုလေးလာတင်ကြားစီပြန်တယ်ထို့ကြောင့်တာမိုင်းခမ်းနဲ့အသက်ရွယ်ကြီးရင်သူမှစပြီးတော့ခလေးအရွယ်သူငယ်အကုန်လုံးနှီးပါလူတိုင်းနှီးပါလောကီပညာရှင်များကိုကြွမ်းကြမ်းကျင်ကျင်တက်မြောက်ကြလေတနေ့တော့အခါတာမိုင်းခမ်းစောဝ အခွန်ပနာဆက်တိုင်ပြက်ကွက်မှုကြောင့်မြန်မာဘင်ရနေပြောမျက်ရှာတဲ့ထို့ကြောင့်လူအင်အားစစ်အင်အားအလုံးရင်းဖြစ်တာမိုင်းကမြို့ဟာတိမ်ပိုက်စီဤတွင်တာမိုင်းကဆော်ဘွားချိန်စာတခုဟာဆိုခဲ့လေမိမိမရှိတော့ဤအချိန်တွင် ထိုတာမိုင်းကမြို့လည်းမရှိစေရအကယ်၍များဆက်လက်တရှိခဲ့ပြီးယခုကဲ့သို့စီကားတရားခဲ့ပါတော့ပြပြပါစေဟုချိန်စာဆိုခဲ့လေမြန်မာဘင်ရဲ့အမျက်ရှာမှုနဲ့တူတာမိုင်းကဆော်ဘွားဒီလည်း ကွယ်လွန်ခဲ့လေထို့အတူကျိန်စာများနဲ့ပြည့်ဝသောတာမိုင်းခန့်သည်လည်းကွယ်ခဲ့လေတာမိုင်းကဆော်ပွိုင်းအတုပောက်အနေနဲ့အရေးရမှလောကီပညာရဲ့များတက်မြောက်သောပညာရှင်များလာရောက်ကြလေတာမိုင်းကဆော်ပွိုင်းအုတ်ကူမှာလွန်စွာကြီးမားလေထို့အုတ်ကူအတွင်း၌လည်းသူဤပိုင်ဆိုင်သော ရွှေငွေကြောက်တံပရံများအဖိုးမဖြစ်နိုင်ရန်တံများကိုထဲသွင်းမြုံနှံတကြိုထားသည်ဖြင့်ထို့အုတ်ကူအောက်၌လည်း၎င်း၏ကျင်ရသော လုံကျွေးများနဲ့စစ်တဲရဲမဲများကိုပါထဲသွင်းမြုံနှံခဲ့လေ။ဤတွင်နန်းစင်ဆက်အလုံးရှားပါပြီးအဖိုးအနက်ကထိုက်တန်သောပြည်နံပရမများနဲ့ကြောင်မျက်ရှင်ရှင်နာများလည်းပါသည်ဟုဆိုကြ၏။ထို့သောဘာ၏အုတ်ကွာလောကီပညာရှင်အပေါင်းက၎င်း၏ပညာရပ်များဖြင့်အစီမံများအစွမ်းကုန်ပြုလုပ်ပေးခဲ့ကြသည်။ထို့ကြောင့်ထိုအုတ်ကူကြီးသည် လောကီအစီမံများနှင့်ပြည့်နှက်နေ၏။တီဘောပင်နှောင်းပိုင်းတွင် တိုက်ဆရာအမျိုးမျိုးတို့ ထိုကိုကြီးကမကြက်ခနာလာရောက်ဖောက်ခဲ့ကြသည်ဆိုဤတိုးတော်မိသူမဖောက်မရသည့်အပြင်တိုက်ဆရာတို့သည်ယူးလင်ယူမယူးလင်တေပွဲဝင်ကြတယ်လို့ဆိုဤဒီကလောကီပညာရဲ့လှုပ်ဝက်ချက်များနဲ့ပြည့်နှက်နေသော နေရာဟောင်းတစ်ခုသာဖြစ်ပေတော့ဤယခုကတာမိုင်းခန်းသည်လည်းအဖြစ်ဖြစ်နဲ့ကွယ်ပြောက်ကရှိလေတော့ဤတာမိုင်းခန်းရွာသည်ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့အလိုတွင်တရှိလေရွာငယ်အဆင့်များပင်မရှိတော့သည်ကိုကြေကွဲဖွယ်တွေ့ရှိရလေသည်